တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုຫນွေဦးမေ channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမအဦးဆုံးအနေနဲ့ဖကန်းစီရဲ့သတင်းကိုအရင်ပြောပြချင်တယ်။ဖကန်းမှာတိုက်ပွဲတွေကစစ်ခွေရကောင်းနေရကြောကာမိုင်းဘက်ကိုဆင်းသွားပြီးတဲ့နောက်ပိုင်းမှာတိတ်တော့အကြီးကြီးကျယ်ကျယ်တော့မဟုတ်ပေမဲ့နေ့တိုင်းလိုလိုတိုက်ပွဲတွေဖြစ်ပွားနေတယ်။အဲတနေ့ကလည်း အပကယူမဝင်းမှာနေနေတဲ့စစ်ခွေးတွေကို KIA နဲ့ပူးပေါင်းတော်လိုက်ရဲတွေဘက်ကနေမှ drone နဲ့ပစ်တဲ့အခါမှာခွေးတွေဘက်ကနေတော့ကြောက်ရရန်ပြီးတော့ဖကန်ဘျူဟာကုန်းကနေမှလက်နက်ကြီးတွေနဲ့ပြည်သူတွေရှိတဲ့ဘက်ကိုရန်တမ်းပစ်ခတ်နေတယ်ဆိုတဲ့ဥစားသိရတယ်ပြီးမနေ့ကညနေပိုင်း9နာရီလောက်မှလည်း Mo 1ဘက်ကိုလာတဲ့ခွေးတွေကို KIA နဲ့ပူးပေါင်းတော်လိုက်ရဲတွေဘက်ကနေမှ drone နဲ့ပြင်းထည့်လိုက်တယ်ဆိုတဲ့ဥစ္စာကိုသိရတယ်။ဒါတော့ကျွတ်တို့ရဲ့ဖကန်သတင်းဖြစ်တယ်။ပူတာဥဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ Wine Mall ဘမော်အိုက်ဘက်မှာတိုက်ပွဲတွေပြင်းထန်တယ်။ဘတ်မောက်မှာတော့တိုက်ပွဲထက်မီးဘေးကိုကြောက်ဖို့ကောင်းနေပါတယ်။ဒီရှမ်းနေဒီဘက်ကနေမှ drone နဲ့ပြည်သူတွေရဲ့အိမ်တွေကိုပစ်ချတဲ့အခါမှာအိမ်ဒီမနေ့ကလည်းအိမ်မီးလောင်တဲ့ကိစ္စတွေရှိခဲ့တယ်။ဆိုတော့ဘတ်မောက်မှာကတိုက်ပွဲကြောင် အိမ်ဒီပျက်စီးတာမဟုတ်ဘဲနဲ့တိုက်ပွဲပြီးသွားမှပဲရှမ်းနေရဲ့လက်ချက်တီးချောင်းမြို့ရွာတွေပျက်စီးနေတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်။နောက်တစ်ခုအနေနဲ့ကတော့အခုကျွန်မ comments ဒီထဲမှာ KIAD ကစစ်ရှုံးကိုကြောက်တယ်နဲ့စကားပြောတော့မလားဆိုပြီးမှမေးသွားပါတယ်။ဆိုတော့ဒါကိုရှင်းရှင်းဝေးဝေးတော့မဖြေပေးပါဘူး။တခွနဲ့ပါပဲ။ uncle ကတော့ no ပါပဲ။ no နောက်တဲ့ရင်တပုတ်အနေနဲ့ကတော့အောက်တိုဘာလ29ရက်နေ့တုန်းကဇော်မဲလိန်ကနေမှ အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်နဲ့ပတ်သက်ပြီးတော့သူရှင်းလင်းသွားတယ်။အဲ့ထဲကကိုမှဒီဘုံသဘောတူညီချက်၃နဲ့၅နဲ့နည်းနည်းလေးပြောချင်တယ်။အဲ့ထဲမှာကအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်တွေကိုမြန်မာနိုင်ငံကိုလွတ်ဖို့ရတဲ့နဲ့အထူးကိုယ်စားလှယ်နဲ့သက်ဆိုင်တဲ့သူတွေတွေ့ဆုံဆွေးနွေးဖို့ဆိုပြီးမှပါတယ်။အဲ့ထဲမှာ အခုဇော်မဲလိန်ပြောသွားတာကတော့နိုင်ငံရဲနဲ့စစ်ခွေးတွေနဲ့နော်တွေ့တင်တွေ့ထိုက်တဲ့သူတွေနဲ့တွေ့ခွင့်ပေးတယ်ဒါပေမဲ့လည်းပဲနော်ရွာစုမှုနဲ့ထောင်ချခံရတဲ့သူတွေကိုတော့တွေ့ခွင့်အဲပေးချင်ကောင်းမှလည်းပေးမယ်လို့ပြောတယ်ဒါပေမဲ့သူပြောသွားတာကဘယ်နိုင်ငံမှလည်းတွေ့ခွင့်မပေးဘူးလို့ပြောတယ်ဆိုတော့တောင်အောင်ဆန်းစုကြည်ကဘာရွာစုမှုကိုကျူးလွန်ထားတယ်လေဒီနေ့အထိကဘာကတော့ ကျူးလွန်ထားတာမတွေ့လို့ပဲတော်အောင်ဆန်းစုကြည်ကိုထုတ်ပေးဖို့ပြောတယ်ပြီးနောက်တစ်ခုအရေးကြီးတဲ့အရာကဘာကြောင့်မို့ရာဇဝတ်မှုကိုကျူးလွန်ထားတဲ့သူမေခိုးမဲလိန်တဲ့တခိုးမတွေကိုဘာကြောင့်မို့ဒီနဲ့ကဘာကရော အာဆီယံဥက္ကဋ္ဌရဲ့အထူးကူစလေတီရောဘာကြောင့်တွေ့ချင်ကြတယ်လဲဘာကြောင့်မပေးမမီတော့မမီငါတလောက်တဲ့ခွေးချဘူးနဲ့တွေ့ချင်တယ်လို့ဘာကြောင့်မပြောတာလဲဘာကြောင့်မနင်းတို့ခွေးတွေနဲ့တွေ့ရင်အဆင်မပြေနိုင်တာလဲနော်ကဘာကရောအာဆီယံဥက္ကဋ္ဌရဲ့အထူးကူစလေတီရောဘာကြောင့်မဒီလိုမျိုးရန်ဇွတ်မှုနဲ့ထောင်ကျနေတဲ့သူတွေနဲ့တွေ့ချင်နေကြတာလဲဒါဟာအဓိကအရေးကြီးချက်ဖြစ်တယ်ခွေးချဘူးကတော့ တမရဖြစ်တယ်လို့ပြောတာဘယ်သူကများဩက္ကဋ္ဌမင်းအောင်လိုင်ဆိုပြီးမှတုံလုံးသွားတာကိုတွေ့ကြတယ်လေနော်အာဆီယံအထူးကိုယ်စားလှယ်ပဲဖြစ်ဖြစ်ကုလကမြန်မာအထူးကိုယ်စားလှယ်ဒီပဲဖြစ်ဖြစ်ခွေးကြဘူးနဲ့တွေ့ဆုံဖို့ဘယ်သူမှမစ조사ကြဘူးဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ပဲ조사ကြတယ်ဒါကိုကြည့်ချင်းအဖင်ဘယ်သူဟာဘယ်မှာနေတယ်လဲဒါကိုနင်းတို့ ိတတ်တယ်ဆိုလို့ရှိရင်နင်တို့ရှက်တတ်လိမ့်မယ်ရှက်တတ်တယ်ဆိုလို့ရှိရင်နင်တို့ဒီလိုမျိုးစင်ပေါ်ကနေမှလာဟောင်းနေမှာမဟုတ်ဘူးเนาะဒါတွေကိုကြည့်ချင်တာဖြစ်နင်တို့ရဲ့အဆင့်တန်းတွေကိုသိကြပါလို့ပဲပြောချင်တာအရင်ရှည်ရှည်ဝဲဝဲတော့မပြောတော့ဘူးเนาะဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့တော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်เนาะဒါကြအောင်ချမ်းလူပေါ့အခုသူပါအခုဆွဲစီခံပြီလို့ကျွန်တော်တို့ကြားတယ်ရန်ချမ်းရဲ့အောက်မှာသူကတော့တွားပြီး love area ရေးသွားပြီးတယ်ကျွန်တော်အရင်ကပြောဥပါတယ်အကြပ်ဖက်သမားတွေရဲ့ post ကို like လုပ်တာ share တာ ကွန်မန့်သွားရေးတာတခုခုလောက်တာက ထောင်ထဲရောက်သွားနိုင်တယ်မလောက်ရဘူးကျွန်တော်ပြောတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ကြိုင်တွင်ပုံပြင်းထန်တယ်ရွေးကောက်ပွဲကလုံးဝတော့အထီးကောက်မကောင်းဘူးတခုဆိုရင်ဒါအမှုပြရှင်၄ရောက်၅ရောက်လောက်ဖြစ်သွားပြီရန်ကုန်မှာရှိတဲ့လုံညွေးတပ်ဖွဲ့ကနေအလုပ်ဆလုပ်ကြတယ်ချို့အမှုပြရှင်တွေကိုခေါ်တယ်ဆွေးနွေးတဲ့တိုင်းမင်းနဲ့ညှိနှိုင်းတယ်ကြားလို့ဗျာဒါလေးရှိပါတယ်လုတ်ပါဗျာအကိုတို့ရဲ့ဒါလည်းရှိပါတယ်သူချင်းချအေးစစ်စစ်ပြောတဲ့ကြားတွေကလုံညွေးတပ်ဖွဲ့ကနေကိုတော့သူတို့ကဂီယူမဆိုင်မပူပေါင်းခြင်းတဲ့ပုံစံနဲ့လုတ်တော့နောက်ဆုံးအမှုဖွင့်ရတယ်ဖြစ်ကုန် နိုင်ငံတော်ကြီးရဲ့ချိုးကကိုတိုင်ပင်လင်မလုံနဲ့ဒါမကောင်းပါဘူးဖြည်းဖြည်းအေးအေးညှိနှိုင်းလိုက်ပါဆိုတော့မျိုးအဲ့လိုပြောတာအဲ့ဒါကိုတော့ကိုလည်းမဟုတ်တာလုပ်သေးတယ်ခေါ်ပြီးတော့ညှိနှိုင်းတာကိုလည်းသူတို့မချီမငံပုံစံမျိုးနဲ့တုံ့ပြန်တယ်ပူပေါင်းပေါဝင်ပွင့်မှုလည်းမလုပ်ဘူးငါလုပ်ထားတာကြည့်1 2 3 4 5 6 9 10တုံးပြရတယ်ဆိုမငင်းနိုင်ဘူးโอเคမငင်းနိုင်တော့ငါ့ကိုဒါလုပ်တာငါကျွန်တော်တို့မလုပ်ပေးနိုင်ဘူးပါငါတို့ကျွန်တော်ကျွန်တော်လို့ကျွန်တော်အေးဟုတ်ပြီအဲ့ဒါဆိုလေကျွန်တော်တို့တော့အမှုဖွင့်ရလိမ့်မယ်နော်ဘာညာဖွင့်ရဖွင့်ပေါ်ပါရဆိုအချိုးမျိုးတွေဟာအဲ့တော့သွားပါဘာတတ်နိုင်မလို့ဘာမှလုပ်မရတော့ဘူးလေခေါ်ပြီးတော့အဲ့လိုမင်းမြန်ဆွေးနွေးနေတာ ဆက်ရောက်မှာရှိတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မင်းတို့ရှေ့မှာလုပ်ခဲ့တာရှိတယ်အကူညီပေးပါဆိုပြီးတော့မြစ်တာရေးခံခဲ့တယ်နာမည်ကျော်လူပညာရှင်တွေအများကြီးပါတယ်တချို့တွေကဘာလုပ်တယ်မလဲအင်းသူနေမကောင်းတော့ချာထားလို့ဒါအဲ့လိုလုပ်တာတဲ့တချို့ကဖျားနေသလိုနေမကောင်းသလိုဆေးရုံပဲတက်နေရသလိုဆေးကောင်းဝင်ရသလိုတုံ့ပြန်နေတယ်တချို့ကတချို့ကကျတော့ကျွန်တော်ရိုက်ကွင်းရောက်နေရိုက်ကွင်းကဟိုးပင်တရာမာလို့လို့ကလောမာလို့လို့အောင်ပန်းလို့လို့ဘာလို့လို့နဲ့ခေါင်းစဉ်ပြီးတော့တက်ပြီးတော့ပြန်လာလို့မရလာလို့ရတယ်ခါလို့ဝိလကြောင်ကလုပ်တာတစ်ဖွဲ့တချို့ကျတော့နိုင်ငံခြားသွားနေလို့လုပ်တဲ့တစ်ဖွဲ့ လို့ရှင်ကားတွေကိုယုံယုံတင်ရမယ်ဟာကိုတချို့ယုံမတင်တော့ဘူးပါညာဒီကားလိုက်လို့လောက်လောက်တဲ့သူတွေလည်းရှိတယ်အဲ့တော့ process တိုင်း तू သွားနေရမယ်ဟာကိုကန့်လန့်နေလိုက်တိုက်ဖို့ကြိုးစားတာကိုစကြိုးစီဝါထိမှဆိုတော့နောက်ဆုတ်ဖို့ကြိုးစားတာအဲ့လိုမျိုးလုပ်တဲ့ TV channel လို့လို့ပါလို့အောက်စုပစုလည်းရှိတယ်ရုပ်ရှင်ထုတ်လို့ company တွေရှိတယ်ကြော်ညာ company တွေရှိတယ်အဲ့ကြော်ညာ agency လုပ်ပေးတဲ့ agency တွေရှိတယ်အဲ့ဒီအောက်စုတွေကလုံးကအဲ့လိုမျိုး owner ချင်းနဲ့လုပ်နေကြတာတဲ့အခုငင်းကျင်သလိုကျင်းကျင်သလိုချက်ချင်းသလိုကြောင်းချင်းသလိုလုပ်တဲ့အဲ့ဒီပိန့်ညီချောင်းသူပညာရှင်တွေကိုခင်ဗျားတို့သိစေချင်တာကခင်ဗျားတို့2020တုန်းက ါတီတစ်ခုတည်းခင်ဗျားတို့မဲဆွဲပေးခဲ့ကြတယ်ဆရာမရှက်ကြဘူးဒါရှက်เสียလို့မထင်ဘူးလားနိုင်ငံရေးလုပ်ချင်နိုင်ငံရေးထွက်လုပ်လိုက်တယ်ပါတီတစ်ခုရဲ့နောက်လိုက်ခွေးတွေဖြစ်ကုန်ကြတယ်ခင်ဗျားတို့နိုင်ငံတော်ကကူညီပေးခိုင်းတာပါလေပြည်ခိုင်ဖြိုးမဲပေးဖို့လို့ပြည်ပြည်သုံးလို့မဲပေးဖို့ပြည်ပြည်မဲပေးဖို့ဟိုလူမဲပေးဖို့ဒီလူမဲပေးဖို့ပြောနေတာမဟုတ်ဘူးရွက်ောက်ပွဲရတာလေကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုပြောင်းလဲပေးနေမှာမဟုတ်လို့ပြည်သူလူထုမဲလာပေးလို့ရအောင်လှုံ့ဆော်ဖို့နိုင်ငံတော်ကကူညီခိုင်းတာပါတီတစ်ခုရဲ့လုပ်ခိုင်းတာမဟုတ်ဘူးခင်ဗျားတို့ကပါတီနောက်လိုက်ခွေးပေါ်ကနေနေချင်းနေတာခင်ဗျားတို့က ไอ้ปาร์ตี้ทุกด้วยอัมเบลยูนิฟอร์มอยู่อันนี้ยังตอกตอกจีอยู่ปึบพี่โหปาร์ตี้ทุกด้วยอ่าบาดรันเนดี้ออไอดีชื่อซูแก่จ๋าไอ้อุสุนี่แหละชี้ดีษาก้าย้ายพี่รอสิตัดเนี่ยပြည်ခိုင်ဖြိုးနဲ့အဲဒီဘက်ကဒီဘက်အုပ်စုတစုလုံးကိုတခိုးကျဖို့တွေမဖြစ်ဖြစ်အောင်လို့ကိုဇောင်းပေးပြီးတော့ပြောခဲ့ကြတဲ့သိဆောင်နေရှိသေးတယ်။အဲဒီဆိုရင်အကုန်လုံးပြန်ခေါ်ပြီးတော့အဲ့ဒိတ်ပြန်ချအောင်လို့မင်းတို့ပြောပြောဆိုရင်သူတို့ပြန်ပြောခိုင်းတာ။အခုနိုင်ငံတော်ကနေပြန်ကူညီပါဆိုပြီးတော့မြစ်တိုင်ရက်ခိုင်ပြောနေတာတော့မှပဲ။ပါဘူးပူးချင်မပေါင်းချင်။ Okay အခွန်ဦးစီးဆန္ဒပြန်ရိုက်ပြီးတော့မလုပ်လို့ရှင်းရှင်းလေး ဟေ့ဒီနေ့မှာအဲ့ကောင်ဘယ်ကောင်ဘယ်လုံးကြောင်ကြောင်ဘယ်လုံးရလေလာသားကြည်လာအခုကောက်ကြိုက်အခုအခုဆက်အခုအင်းကုန်းမင်းကုန်းရေကုန်းမီးကုန်းမြေကုန်းဟိုကောက်နိုင်ငံတော်ပိုးအောင်တဲ့ကုမ္ပဏီကိုကြတော့ဘာဖြစ်လဲအကုန်လုံးတက်တာခွင့်နေပြီးမယ်တခြားခွင့်လမ်းတွေကုန်ပြီးမယ်ပြီးတော့ရှေ့ရောသူတို့လုတ်ခဲ့မှုနောက်တစ်အမှုတမှုပေါ်တာချက်ချင်းတန်းထောင်းထားမယ်လက်သုံးချောင်းထောင်းကြီးတွေပြောခဲ့ကြတယ်ရာသာနေဝင်တို့မိသားစုကျော်ရဲအောင်ကြီးတို့ဇာကနာတို့အုပ်စုတွေတပင်းအုပ်စုကဖိုးချစ်ဖိုးချစ်ဝင်ပြန်လဲပူပေါင်းมาတယ်လို့ပြောနေပြီးမယ်သူ့ခေါင်းကသပင်းဘာတွေထားတာလဲလို့မေးကြည့်လိုက်ပါလားကျော်ရဲအနည်းကပူးတာတွေရှိတယ်ဒီအမှုပြရှင်တွေဒီတပွဲမှာတော့သေချာလုပ်မှရတယ် ဆိုတော့အခုဒီထဲမှာကျွန်တော်မကျော်မျိုးမင်းပြောသွားတာကဒီရွေးကောက်ပွဲဥပဒေဟာအင်မတားမှပြင်းထန်တယ်။ဒါကြောင့်မို့သူကတော့အကြိမ်ကြိမ်တော်လိုင်းရဲတွေရဲ့ဗီဒီယိုတွေကို like and share တွေ comments တွေမရေပေးဖို့လို့ပြောတယ်တဲ့။ Director အောင်ချမ်းသူကိုပြန်ဖမ်းသွားတဲ့ကိစ္စကတော့ VV Chan ကို reaction လုပ်ထားတဲ့အထက်မှာအသေးလေးပေးလိုက်တာ။အသေးလေးပေးလိုက်တာနဲ့နင်တို့ကဒီလောက်ထိပြင်းပြင်းထန်ထန်အေးအေးယူသွားရလောက်အောင်နင်တို့ဒီဟာ စစ်ကော်မရှင်လားစစ်ရှုံးအကြောက်ကော်မတီလားနင်းတို့စဉ်းစားကြည့်မရှက်ကြဘူးလားဒါရိုက်တာမိုက်တီနဲ့အတူဖမ်းသွားတဲ့ဒီအမှုပညာရှင်နှယောက်ကိုလည်းပဲလုံချုံရွေးရဲလို့ခေါ်တော့စစ်ခွေးတွေဘက်ကနေမှအရင်မင်းမြန်းတယ်ဒါပေမဲ့အခုဒီထဲမှာကြုံမျိုးမင်းအဲလုတ်သွားတဲ့ပုံစံကိုတွေ့သလားလုံးချုံရေးလို့ခေါ်တော့ခွေးဒီစစ်ဆဲတော့ကသူသွားမြင်တလားဒါမှမဟုတ်လို့ရှင်သူတို့ကဗီဒီယိုရိုက်ထားတဲ့အုပ်စာကိုကြုံမျိုးမင်းကိုပြလို့သူတို့ကနေမှဒီလိုမျိုး action တွေပါတယ်လောက်တာသူမြင်တလားဒီတယောက်တော့လေတိတ်မပြောချင်ဘူးနော် ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခေါ်ပြီးမှဆွေးနွေးနေတာ၁၀ရောက်မကရှိတယ်လို့ပြောတယ်။ဘောကိုသုံးဆိုင်တဲ့သူများဒီရုပ်ရှင်ကားထဲမှာပါနေတော့နေသူနေတကွဘောမတွေအားလုံးဟာဒီပြဿနာရဲ့အဓိကတည်ရခံဖြစ်တယ်လို့အရင်ပြောချင်တယ်။ နော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြီးသူဒီမဲထည့်ချင်လာအောင်အမှုပညာရှင်ဒီကိုခေါ်ပြီးမှဆွေးနွေးတယ်ဒါပေမဲ့ဘယ်အမှုပညာရှင်ကမှမလုတ်ချင်ကြဘူးမလုတ်ချင်ဘူးလို့တော့သူတို့မပြောဘူးဒါပေမဲ့ခွေးဖြစ်တဲ့အတွက်ကြောင့်ပြောလို့ရှိရင်ခွေးကြိုက်ရမှာကြောက်တဲ့အတွက်ကြောင့်သူတို့ကတော့စင်ချေပေးကြတယ်အခုအနုပညာရှင်တွေကိုသူပါပြောလဲဆိုတော့နင်တို့ဟာတဲ့2020တုန်းကတော့ပါတီတခုအတွက်နင်တို့မဲဆွေပေးကြတယ်အနီရောင်အင်ဂျီတွေဝုတ်ပြီးမှတချင်းစ ဆိုပေးကြတယ်ရုပ်ရှင်ပေးရိုက်ကြတယ်နင်းတို့မရှက်ဘူးလားတဲ့ပါတီတစ်ခုရဲ့နောက်ကိုလိုက်တဲ့ခွေးတွေဖြစ်ခဲ့ကြတယ်လို့ပြောတာချက်ရမှာကနင်းတို့လေငါတလောက်တဲမှ ခွေးတဖို့ဟာယောက်ျားဖြစ်တယ်လို့ပြောတာယောက်ျားထဲမှာတောင်စစ်သားဖြစ်တယ်လို့ပြောတာနင်းတို့မရှက်ဘူးလားအသက်80ပြည့်တော့မဲ့အဖွားကြီးမုတ်ဆိုးမှတယောက်သေးနေတဲ့အဖွားကြီး သူ့ရဲ့အိမ်ထောင်စုစင်းထဲမှာဒေါ်အောင်ဆန်းစုကြည်တယောက်ပဲရှိတယ်ဘသူမှမရှိဘူးဒီလူမျိုးအဖွားကြီးကိုနင်းတို့လိုက်ရှင်ပြင်းမှကြောက်ပြင်းမှထောင်တဲ့ထဲရတာနင်းတို့မရှက်ဘူးလားဆိုတော့အခုဒီအနုပညာရှင်တွေဟာသူတို့ကြိုက်လို့သူတို့ထောက်ခံပေးတယ်ဒေါ်အောင်ဆန်းစုကြည်ကနေမှနင်းတို့ငါ့ရဲ့ရုပ်ရှင်ကိုလာရိုက်ပေးပါငါ့ရဲ့ NLD ပါတီကို lobby လုပ်ပေးကြပါဆိုပြီးမှဒေါ်အောင်ဆန်းစုကြည်ဒီအနုပညာရှင်တွေကိုစီယုံခဲ့တယ်ပြောခဲ့တယ်ဆိုတာနင်းတို့ကြားခဲ့သလား မကြဘူးမဟုတ်ဘူးလားမရှက်ဘူးလားအရေးမြင်ရင်အကောင့်တိတယ်ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့သူ့ကိုဒီနဲ့အเจ้าဝင်ပဲကြားဖို့ပြပါဒေါ်အောင်ဆန်းစုကြည်ကိုမမြင်ဘူးတည်းအများကြီးရှိတယ်ကျမကိုယ်တိုင်ဖြစ်တယ်မမြင်ဘူးဒေါ်အောင်ဆန်းစုကြည်ကိုဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ဘက်မှာနင်တို့ပြောတော့ဤပိန်းနေတာမကဘူးတက်ကပါလုံးကလူတွေထောက်ခံကြတယ်ဘေးနိုင်ငံကဒေါ်အောင်ဆန်းစုကြည်မကောင်းဘူးလို့တခုပြောခဲ့ဘူးတလဲအခုနင်တို့ရဲ့ဘောပိုင်ရှင်နဲ့ဖြစ်တဲ့ဒီတရုတ်နဲ့ 热下党嘛，到安山书记下，没苦没累吧的，到安山书记下，做没领票的路，也属大刚撇的路。对，你那也老百姓的都要拿热下当标的啦。白都家到安山书记，也属没拿厂家拿的路，不都标的啦，亏白标的跑步啦，你那没下步啦，啊，没下脚步啦，下迈路家就苗苗难贴的。 နောက်ဆုံးကနေမှပြန်ပြောမယ်ဆိုလို့ရှင်ဒီအမှုပညာရှင်တွေဟာတဲ့နိုင်ငံရေးမှာပါချင်တယ်ဆိုလို့ရှင်နိုင်ငံရေးကိုလှုပ်သွားကြပါအမှုပညာလှုပ်ချင်တယ်ဆိုလို့ရှင်အမှုပညာရှင်လည်းလှုပ်ကြပါတခုတည်းပဲလှုပ်ပါလို့ပြောတာနင့်ပြောဆရာမလို့ဘူးဒီအတိုင်းပြောမယ်ဆိုလို့ရှင်အခုငါတလောက်တယ်မဟာငါတလောက်နိုင်ငံသားကိုရောင်းချင်တလားငါတလောက်သွားရောင်းပါသူကကာချုပ်ဖြစ်တယ်လို့ပြောတယ်ကာချုပ်ကဘာလဲနိုင်ငံရေးသမားလားစစ်ရဲလား စစ်ရဲမဟုတ်ဘူးလားဒီဆိုလို့ရှိရင်စစ်တမ်းကိုပြန်ရမှာလေရာကြီးတမရလောက်ချင်းတလားကာချုပ်ဆိုတာတွေအကုန်ချုပ်ပြင်းမှာလူဝတ်ခွေးဝတ်မဟုတ်ဘူးနော်လူဝတ်လဲပြီးတော့နိုင်ငံရေးထဲမှာပါဝင်ပါဒီအမှုပညာရှင်တွေကိုနင်းပြောမယ်အစားဒီနင်းတို့ခွေးကိုပထမဦးဆုံးပြောပါဒုတိယနဲ့တော့နင်းကိုယ်တိုင် လုတ်ပါနင့်ကိုနင်းတို့သတင်းသမားလို့ပြောတာပဲနင်းဟာသတင်းသမားလားဘောမဘောငုံတွေအတွက် ဟောင်ပွင့်နေတဲ့သူလားသတင်းသမားဆိုလို့ရှိရင်ဘယ်ဘက်ကမှဘက်မလိုက်ပဲနဲ့ဘယ်ဘက်ကဘလို့ဖြစ်တယ်ဘယ်မှာတိုက်ပွဲဖြစ်တယ်ဘယ်ညောက်တည်သွားကြတယ်ဘာလို့ဘလို့ဖြစ်နေကြတယ်နိုင်ငံရဲ့အခြေအနေကဘလို့ရှိတယ်ဒါကိုပဲပြောရမယ်အခုနင်းကအားနဲ့မန်နဲ့ဒီလောက်ကြီးဟောင်ရအောင်နင်းသတင်းသမားလားလော်ဘီလားလော်ဘီဆိုလို့ရှိရင်တော့နင်းဘက်ကလည်းဒီလိုပြောခွင့်ရှိတယ်အခုနင်းလုံနေတဲ့ဇယိုက်တွေဟာ တင်းတမားတယောက်ရဲ့ဇရိုက်မဟုတ်ဘူးသူ့အများကိုလက်ညှိုးမထိုးခင်မှာနှစ်အတိုင်းညအတိုင်းစုပ်ပြီးမှသမင်းစားနေတဲ့ငါတလောက်တဲမှာအဖွဲတီကိုပြောပါနော်ဒီနုပညာရှင်တွေဟာတဲ့အခုစစ်ခွေးတွေဘက်ကနေမှပြီးသူတွေမဲပေးချင်လာအောင်မဲဆွဲဖို့ရတော့တယောက်ဆောင်ပေးပါလို့ခေါ်ပြောတယ်ဒါပေမဲ့ဒီလူတွေဟာစင်ချေမျိုးစုံပွဲတယ်လို့ပြောတယ်ဆိုတော့အခုနင်းတို့ဟာလော်ဘီမလုပ်ပေးချင်တဲ့ အမှုပညာရှင်တွေကိုနင်းတလောက်ကြီးကျိန်းဝါနေတယ်ဆိုလို့ရှိရင်တခုပြောမယ်မြန်မာနိုင်ငံမှာရုပ်ရှင်မင်းသားမင်းသမီးဖြစ်တဲ့သူတိုင်းဟာစစ်ခွေးတွေရဲ့ဘောမပေးရမယ်စစ်ခွေးတွေရဲ့လော်ဘီလုပ်ပေးရမယ်လို့ဆိုင်းထိုးခဲ့ကြသလားတခုနောက်တခုကတော့အခုဒီလိုမျိုးအမှုပညာရှင်စင်ပေါ်မှာရောက်ရှိလာအောင်နင်းတို့ခွေးတွေရောဒီအမှုပညာရှင်တွေကိုပေးနေရမှာအထောက်ပံ့ပေးခဲ့တယ်လားဘာလုပ်ပေးခဲ့တယ်လားနင်းတို့ဘာကူညီပေးခဲ့တယ်လား လုတ်ပေးချင်နေတဲ့နင်တို့ဘောမဘောမအနုပညာရှိတယ်အများကြီးရှိတယ်လေသူတို့နဲ့ရိုက်ပါလားဘာကြောင့်နင်တို့ကသူတို့ကိုတော့မရိုက်ချင်မဲနဲ့မရိုက်ချင်တဲ့လူတွေကိုဘာကြောင့်ဒီလောက်ထိနင်ပြောနေတယ်လဲတချို့တော့ရုပ်ရှင်ပရိုဂျူဆာတွေအေဂျင်စီတွေကလည်းတချို့ဆိုလို့ရှိရင် TV ထဲမှာမပြချင်တော့တာတွေကြော်ညာတွေမလုပ်ချင်တော့တာတွေရှိတယ်လို့ပြောတယ်သူတို့ဟာအနီမိုးလို့ဒီစကားပြောတာမဟုတ်ဘူးတကယ်လို့ဒါဥပမာအင်ဒရာဂျိုစင်တွေရဲ့ကြော်ညာတွေကိုထည့်လိုက်တယ်ဆိုလို့ရှိရင်နင်တို့ခွေးတွေဟောင်းမှာသူတို့သိတယ် ခွေးတွေရဲ့အချက်မှာဘယ်အသားကမှထားလို့မရဘူးအသားမပါတော့တဲ့အယိုးပဲဖြစ်ဖြစ်အယွတ်တွေပဲဖြစ်ဖြစ်ခြတဲ့ဆိုရင်ခွေးတွေကကိုက်စားတော့မယ်ဆိုတော့သူတို့တိတဲ့အတွက်ကြောင်းသူတို့ဟာဘယ်ရုပ်ရှင်ကိုမှသူတို့မပြချင်တော့တာနော်နင်းတို့ခွေးတွေရဲ့အကြောင်းနင်းတို့ဟာခွေးကောင်းမဟုတ်ဘူးခွေးယူဖြစ်တယ်ခွေးယူတဲ့တော့ပိုဆိုးတယ်မြင်သမျှကိုလိုက်ကိုက်နေတယ်ခွေးတတော်ဖြစ်တယ်ဆိုတော့ကိုတိလို့သူတို့တို့လုံးလုံးတာအနီမို့လို့ဒီစကားကိုပြောတာမဟုတ်ဘူး နော်ပြောလို့ရှိရင်အခုဒီထဲမှာဘာပြောလဲဆိုတော့ဒီအမှုပညာရှင်တွေကိုပြီးသူဒီမဲထက်ချီအောင်လုတ်ခိုင်းတာပါတီတခုအတွက်ပဲသူတို့ကိုမဲဆွေခိုင်းတာမဟုတ်ဘူးအားလုံးအတွက်လုတ်ခိုင်းတာဖြစ်တယ်လို့ပြောတယ်အားလုံးအတွက်ပဲလုတ်ပေးပေးတခုအတွက်ပဲလုတ်ပေးပေးအားလုံးဟာအတူတူဖြစ်တယ်ဘာကြောင့်လဲဆိုတော့58ပါတီထဲမှာအတိုက်အခံပါတီတခုပါသလား58ပါတီထဲကနေမှတချို့သောပါတီကိုကျွန်မပြောပြမယ်။ဥမာခင်ကြီးတို့ပါတီအားလုံးကစစ်ခွေးတွေဖြစ်တယ်။ထိပ်ပြောင်ပါတီ 88ဒေါ်လာရဲ့ကိုတစ္ဆာဖောက်သွားတဲ့ဖိတ်ပြန်ဒါမျိုးကနိုင်ငံကိုအုပ်ချုပ်ရင်ဘာအကျိုးရှိမလဲတက်တက်ခိုင်ဒေါ်လာရဲ့ထဲမှာပါဝင်တဲ့သူတွေကိုဘလောက်ထိတိုက်ခတ်လုပ်နေတယ်လဲအဲ့ထဲမှာမှနော်ကချင်ခွေးပါတီတွေအများကြီးရှိတယ်ဘာလို့မလဲကိုယ့်ရဲ့အမျိုးတွေကိုဒီလောက်အထိခွေးတွေနှိပ်စက်နေတာကိုတောင်မှမြင်ရတဲ့နဲ့ခွေးဘောမှချင်နေတော့ကချင်ပါတီတွေထိုနည်းလကောင်းပဲကရင်ထဲမှာလဲကိုကိုကိုကရင်မမ်းမသိပဲနဲ့ငါတက်လောက်ပေါင်းတေရဲ့ဘောကိုမှချင်နေတော့ခွေးတွေ ရခိုင်ရခိုင်ပြည်နယ်မှာဒီလောက်အထိနေဆရာနေရတော့မရှိအောင်ဘုံကျဲတိုက်ခိုက်နေတဲ့ကိုယ့်ရဲ့လူမျိုးကိုပစ်ထားတဲ့ငါတလောက်တည်းရဲ့ဘောကိုမနေတော့ခွေးရခိုင်ဒီချင်းထဲမှာလဲသူနီး၎င်းပဲတခြားတော့လူမျိုးတွေထဲကလည်းသူနီး၎င်းပဲငါတလောက်တည်းမရဲ့ဘောကိုမချင်နေတော့ခွေးပါတီဘေးပါတီကများမြန်မာနိုင်ငံရဲ့အတွက်ကောင်းတဲ့အရာကိုလုတ်ပေးနိုင်မယ်လို့ဘသူကထင်လို့လုတ်ပေးမှလား 这芭蒂也都要买水买水，俺是看到芭蒂也都要买水买水，阿龙阿杜都买。他怎么？你看他们成龙阿哩芭蒂的明星的,的，哎，芭蒂的明星参加嘛，买，我套款亲的芭蒂的公，多少套款呢？大笔啦，啊？ ကိုကြိုက်တဲ့သူကိုထောက်ခံလို့ရတယ်ဒါကိုဒီမိုကရေစီလို့ခေါ်တယ်ဒါဟာကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်လို့ခေါ်တယ်လော်ဘီရုပ်ရှင်တွေမရိုက်ပဲခြင်းလို့နင်တို့ကဒီလိုမျိုးအတင်းကျပ်လုပ်တယ်ဆိုတော့ဟာနင်တို့ဟာလက်တလုံးချအာနာကိုတုံးဆွဲပြီးတော့အနုပညာရှင်တွေကိုလူအခွင့်ရဲကိုချိုးဖောက်တာဖြစ်တယ်နင်တို့ဟာချိန်ချောက်တာဖြစ်တယ်ရာဇဝတ်မှုကိုကျိုးလွန်နေတဲ့ခွေးတွေဖြစ်တယ်ပြီးလို့ရှိရင်အခုဒီထဲမှာကျွန်းမျိုးမင်းဟောင်းသွားတဲ့ထဲမှာ သူဘာတွေကိုကျိုးလွန်နေတယ်လဲဆိုတော့သူသတိမရဘူးအခွန်တွေကောက်တဲ့အခါမှာလဲရေအရင်တော့လက်သုံးချောင်းထောင်ခဲ့တဲ့သူတွေကိုအခွန်ကောက်လို့ရှိရင်တောင်မှကြက်ကြက်တီတီကောက်ရမယ်တခုပြင်းမာတယ်ဆိုလို့ရှိရင်ချက်ချက်ထောင်ထဲထည့်ရမယ်တဲ့ဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့နင့်တို့ရဲ့လက်တလုံးကြားဥပဒေထဲမှာငါတလောက်တေမရဲ့ဘောကိုမပေးတဲ့ခွေးတွေအတွက် 阿坤五台地单，到了夜天嘛，把屋内都里撇撇撇。罗皮沙大哥，没在摆亲的，侬本娘心了多，地单收别嘛，五台偷他家的啦。大哥，五台路靠的啦，回家苗苗，你们下步啦。恁老表表来了，五台说了哈，再得你也嘛，再得路都会死的啦。 ပြီးလို့ရှိရင်အရင်တော့ကဒီတော့အောင်ဆန်းစုကြည်ရဲ့ပါတီကိုမင်းဆွေခဲ့တဲ့သူဒီကိုလည်းအကုန်ခေါ်ပြီးမှအခုတို့တို့ကိုလည်းဒီတိုင်းပြောခိုင်းရမယ်တဲ့တို့ပြောချင်တယ်ပြောမယ်မပြောချင်တယ်မပြောဘူးအခုနင်းတောင်မှခွေးတွေအတွက်ဖောင်ပေးနေတာ နင်းကိုဘသူခေါင်ခိုင်းတယ်လားနင်းဟောင်းချင်တော့ဟောင်းနေတာမဟုတ်ဘူးလားငါတလောက်တဲမရဲ့ဘောကိုနင်းကိုဘသူမခိုင်းလားနင်းမချင်တော့မတာမဟုတ်ဘူးလားနင်းဘောမချင်တယ်လို့နင်းမနေတယ်လို့ပဲတီတော်လာရဲတီလဲတော့အောင်ဆန်းစုကြည်ရဲ့ထမင်ဝတ်တာလို့ပဲပြောပြောတော့အောင်ဆန်းစုကြည်ရဲ့ထမင်ကိုကောင်းမှရွတ်ထားတယ်လို့ပဲပြောပြောသူတို့ရဲ့ဝါသနာပြတယ်သူတို့ရဲ့စိတ်တိုင်းကြသူတို့လောက်ခွင့်ရှိတယ်နင်းတို့ကိုထိခိုက်သွားတာမဟုတ်ဘူး ပြီးလို့ရှိရင်နောက်တစ်ခုကတော့ဒီအနုပညာရှင်တွေရဲ့မိသားစုကိုလည်းသူထိပါတယ်ပြီးလို့ရှိရင်အခုဒီဖိုချစ်ဖိုချစ်ကစပင်းကိုသူကြိုက်တယ်လို့ထားခွင့်ရှိတယ်သူရဲ့ခန္ဓာထဲမှာပေါက်တဲ့အမွေးဖြစ်တယ်နင်းတို့ကိုထိုးမလဲဘူးသူရဲ့စပင်းထားတာကိုသူယုံကြည်တဲ့သူတွေကိုပြောချင်တယ်ပြောမယ်နင်းတို့ကိုပြောတယ်လားသူပါစက်သေးကနေမှမပြောမချင်းနင်းတို့ဟာ ဘာအရေးမှယူလို့မရဘူးငါဒီစပင်ကိုတော်လရေးပြီးမှပဲညံ့မယ်လို့ပဲပြောပြောဒါနင်းတို့ကိုထိခိုက်သလားဒါသူ့ရဲ့ကိုပိုင်လွတ်လပ်ပိုင်ခွင့်သူ့ရဲ့အမွေးကိုထားပိုင်ခွင့်သူ့မှာရှိတယ်နင်းတို့နဲ့ဘာမှမဆိုင်ဘူးအခုဒီခွေးတွေကလူတမျိုးထဲမှာတောင်တို့လူမျိုးရဲ့အနေနဲ့ခွဲတယ်ဥပမာကျွန်တော်ကချင်တို့မျိုးတွေအုံနောက်မရှိတဲ့ကချင်တို့မျိုးတွေနဲ့လူကချင်တို့မျိုးတွေကိုခွဲခဲ့တာလဲတို့ပဲလူမျိုးတမျိုးထဲမှာတောင် အစိတ်စိတ်အမောမှာတို့ခွဲခဲ့ပြီးပြီးခွဲနေတယ်ဆက်ပြီးတော့ခွဲနေတယ်ပြီးတော့ဒီနေ့ကျတော့တိုင်းရင်သားအထဲမှာလဲလူပမာတိုင်းရင်သားတွေနဲ့ဒီနေ့တခြားသောတိုင်းရင်သားတွေကိုလဲတို့တွေးခွဲခဲ့တယ်ဘာရာရဲ့အနေနဲ့ဆိုလို့ရှိရင်လဲတို့ခွဲခဲ့တယ်ရွှေဆိုင်တွေကိုလဲဘာဖြစ်တယ်ညာဖြစ်တယ်ရွှေဆိုင်တွေနဲ့လဲတို့ကြိုက်တယ်လို့ချေလဲခဲ့ပြီးပြီး online ဈေးတွေရောင်းတာ စီးပွားရေးလှုပ်ရှားလို့မရတဲ့ခါမှာ online ဈေးတွေရောင်းစားကြတယ် online ဈေးရောင်းတာနဲ့ပါသူတို့ခြေလေခိတ်ပြီးပြီအခုအမှုပညာရှင်တွေမှလည်းခြေလေခိတ်ပြီးပြီဒီနဲ့ဒီခွေးတွေမခြေလေတဲ့နေရာဘယ်မှာရှိတယ်လဲ ပြီးလို့ရှိရင်အခုကျွန်တော်ပြောချင်တာကငါဒီလိုပြီးဇက်ကိုက်တီကိုမရိုက်ချင်ဘူးလို့ပြောတဲ့အခါမှာတောင်းတို့တို့လောက်လုတ်ခဲ့ပြီးအရင်တော့ကလက်သုံးချောင်းထောင်ခဲ့တဲ့အမှုပညာရှင်တွေကိုလည်းတို့ဒီလိုမျိုးလုတ်ခဲ့ပြီးဆိုတော့ဒီနေ့ကျွန်တော်တို့တော်လာရဲတွေလည်းစဉ်းစားရမယ်ဒီနေ့ကျမတို့ဟာစစ်ခွေးကိုပဲတိုက်တာမဟုတ်ပဲနဲ့စစ်ခွေးတွေနဲ့သက်ဆိုင်တော့ဘောမဘောကျွန်းမိသားစုအယောက်စီတိုင်းကိုလည်းချေမုံဖို့လိုအပ်တယ် ခွေးနဲ့သက်ဆိုင်တော့သူတွေအားလုံးကိုကျမတို့မချေမုံဘူးဆိုလို့ရှိရင်တို့ကျမတို့ကိုချေမုံသွားလိုက်မယ်ဒါကြောင့်ဒီနေ့ကျမတို့အဖွဲ့နှမျိုးပဲရှိတယ်ခွေးပဲပါတဲ့အဖွဲ့လားတော်လာရဲပဲမှာပါတဲ့အဖွဲ့လားတော်လာရဲပဲပါတဲ့အဖွဲ့တွေအားလုံးခွေးပဲမှာရက်နေတော့သူပဲဖြစ်ဖြစ်ကြားနဲ့သူပဲဖြစ်ဖြစ်ကျတော့အကုန်ချေမုံရမယ်စစ်ခွေးပဲမဟုတ်ဘူးခွေးတွေနဲ့တက်ဆိုင်တော့မိသားစုတွေကိုချေမုံမ တို့နာကျင်တတ်လိမ့်မယ်တို့နာကျင်မှပဲဒီဒေါ်လာရေးဟာဘာလဲဆိုတော့ကိုသူတို့သိလာလိမ့်မယ်ဒါကြောင့်ရှေ့တန်းပဲမဟုတ်ပဲနဲ့နောက်တန်းအလေတန်းအတန်းနဲ့အားလုံးကိုကျွားတို့ချဖို့ရန်အတွက်တာဝန်ရှိနေပြီဆိုတဲ့ဥစ္စာကိုကျွားပြောချင်တယ်เนาะပြီးသူတွေအားလုံးစက်မပြုတ်ရှူကြပါစေ